ကျွန်တော်တို့ဒီဖုန်းဝေဖြည့်ဝင်ဆောင်မှုလုပ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမဖြစ်မနေလောက်ရမယ့်အရာကဒီဖုန်းဝေဖြည့်တဲ့အကောက်လေးဖွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဖုန်းဝေဖြည့်တဲ့အကောက်ကိုဖွင့်မှုတော့ကျွန်တော်ထိုင်းကနေဖွင့်လို့ရလားဆိုဖွင့်လို့ရတယ်အဲ့တော့လက်ရှိဖုန်းဝေဖြည့်တဲ့အထဲမှာသုံးလို့အကောင်သုံးရတော့ share နဲ့ share ပေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ share အကောက်လေးကိုဖွင့်ပြမှာဖြစ်တယ်အတုံးပြတဲ့နေကိုလည်းပြပြပြမှာဖြစ်တယ်အဲ့တော့ထိုင်းကနေ share ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး ATOL စိတ်ကက်လေးလိုတယ်အဲ့တော့မိတ်ဆွေတို့နေနေဆက်ရာလေးမှာပြီးတော့မှဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ share အကောက်သွားပြီးတော့ ဖွင့်ကြည့်ကျွန်တော်တို့ Sherry အကောက်ဖွင့်တော့မယ်ဆိုလို့ရှိရင် Sherry လို့ကျွန်တော်တို့ Play Store မှာရိုက်ရှာလိုက်ပါ C H E R R Y လို့เนาะဒီမှာ Nature ဖွင့်လေးတက်လာလိုက်မယ်เนาะကျွန်တော်တို့ကအဲ့ဒါပြောရင် Outsource ဒီမှာ Register လေးကိုနှိမ့်ရမှာဖြစ်ပါတယ် Outsource ကเนาะနှိမ့်လိုက်ပြီဆိုလို့ရှိရင်အပေါ်မှာကျွန်တော်တို့ရဲ့ name ကိုရေးမယ်ပေါ့เนาะကျွန်တော်ရဲ့နာမည်လေးရေးလိုက်မယ်ဟုတ်ပြီအမဖုန်းနံပါတ်ရေးမယ်ကျွန်တော်တို့က39 0940ခွန်940ကျွန်တော်တို့ တနှစ်ကိုပေါ့နော်ရှစ်ခွန်တနှစ်ကိုအောက်မှာကျွန်တော်တို့ကပင်နယ်ဘက်ရိုက်ထည့်ရမယ်ပေါ့နော်ပင်နယ်ဘက်ကကျွန်တော်အလွယ်ဆုံးနဲ့ပဲမှတ်ထားလိုက်မယ်တစ်သုံးလုံးအဲကျွန်တော်လေးသုံးလုံးလို့မှတ်လိုက်မယ်နော်အောက်မှာလေတနှစ်သုံးတနှစ်သုံးဟုတ်ပြီနော် password မှတ်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာအောက်က register လေးနှိပ်လိုက်မယ်နှိပ်ပြီဆိုကျွန်တော်ဒီမှာ code number နောက်ကျွန်တော်ဖုန်းနံပါတ်ကြလာပါလိမ့်မယ်ကျွန်တော်ခဏစောင့်လိုက်ကိုယ်နံပါတ်ကဒီမှာကျွန်တော်ဖုန်းထဲမှာကြာလာ50 93 ၃ညလျှောက်တယ်59 3 3ညလျှောက်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာဒီအပြာရောင်လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့အောက်ပွင့်သွားမှာဖြစ်ပါတယ်โอเคတဲ့နော်ဒီမှာကျွန်တော်တို့အောက်ပွင့်သွားရင်နော် share ရီအောက်ပွင့်သွားပါခင်ဗျာ